အဲ့အဲ့ဒါခုနကနည်းနည်းပါပါပဲနည်းနည်းကျင်းသွားတာပါဖြစ်နေတယ်မှာဗိခာစာရဝတိနာလို့ပြောတယ်မြန်မာလိုပြောရင်ဆုံးခံကျင့်ဝတ်နေတယ်နော်ဆုံးခံကျင့်ဝတ်နေဆိုတာကဘယ်လိုလဲဆိုတော့တက္ကရာကမတွေအိမ်ကိုဝါမယ်တပိပပြီးတော့ပြင်သူတို့စားစရာတွေပစ္စည်းတွေပါလှူတယ်အဲ့ဒါကိုလက်မခံလက်မခံဘူးအဲ့တော့သူတို့ကမေးမှာအရှင်မြတ်ဘာလိုခံတာလဲမေးလို့ရှိရင်ပြောပြလို့ရတယ်ဥစဉ်လူဘွားတုန်းကဒီလိုအကျွေးတင်ခဲ့ဘူးတာလေးရှိပါတယ်ဆိုတော့အဲ့ဒါလည်းအကျွေးဆက်စရာရှိတယ်လို့သူတို့ ကိုယ့်ရဲ့အကျွေးကိစ္စတွေကိုချင်းပြခွင့်ပြောပြခွင့်ရှိတယ်။အဲဆိုရင်သာသနာအကြောင်းကိုတကယ်နားလည်တဲ့ခါနဲ့မှတယ်ဆိုလို့ရှိရင်တော့ဟိုသဘောပေါက်သွားပြီးတော့အဲဆိုရင်ဒီအကျွေးကိုဒီလိုတောင်းယူပါတယ်ဘုရားဆိုရင် OK သွားတယ်။နော်။အဲလိုမျိုးအကျွေးကအရင်များနေတယ်ဆိုလို့ရှိရင်တကယ်တမ်းမှတွေကအဲဒီလိုတော့ဘလောက်တော့တက်နိုင်ပါတယ်ဘုရားဆိုရင် OK အဲလိုဆိုလည်းအဆင်ပြေတယ်နောက်တဲ့အိမ်ထက်ကြွားပေါ့နော်။အဲလိုမျိုးဆုံးခံပုံစံမျိုးလေးနဲ့ကိုယ့်ရဲ့အကျွေးကိစ္စကိုပြောပြခွင့်ရှိတယ်။အဲဆိုရင်သာသနာကိုလည်းတကယ်ချစ်တယ်ဒီဖုန်းကြီးရဲ့တန်ဖိုးကိုလည်းနားလည်ထားတဲ့တကယ်တမ်းမှတွေဆိုရင်တော့အကျေးဆက်ပေးမှာပါ။ ဒီတာသနာရဲ့ယဉ်ကျေးမှုဒိလေးတွေနားမလည်တော့လေဒီဖုန်းကြီးဘာလဲကျွန်တော်တောင်လာပြီးတော့အကျိုးစလာဆက်ခိုင်းနေပါလားလို့ထင်ပါမယ်နော်ဒီကိစ္စကိုတော့ဒါအခုမေခွန်းလေးဒီမေခွန်းကောင်းပါတယ်ဘာဒီယဉ်ကျေးမှုဒိလေးတွေပျောက်နေတာလေဒီနေ့ခေတ်ဖုန်းကြီးတွေကိုလည်းငွေကင်နေတာဆိုတော့အကျိုးလာဆက်ခိုင်းရင်ဖုန်းကြီးကိုတော့ဆဲလွတ်လာမလားမသိဘူးနော်အဲအဲ့ဒါပေါ့နော်တကယ်တာသနာတရားလုံးကငွေမကင်ဘူးဆိုရင်အကျိုးဆက်မဲ့တွေပေါ်လာမယ်ထင်တာပဲဦးစင်းထင်တာနော်တာသနာမှာလည်းဒီဖုန်းကြီးကတကယ်လည်းကျေးဇူးများတယ်ဖုန်းကြီးမှန်းလည်းသိတယ် ကျောင်းတိုက်ဆရာတော်တွေကလည်းတကယ်ထောက်ခံပေးတယ်။တာသနာတစ်ခုလုံးကလည်းဘယ်ဘုန်းကြီးမှလည်းပတ်စံမကင်ကြဘူးဆိုရင်တော့တရားဓမ္မတွေကတာဝန်ယူပြီးအကျိုးဆက်တဲ့ delay တော့ပေါ်လာမှထင်တာပါပဲနော်။